ဖះမဟုတ်ညာတင်ကုန်တဲ့မြမခံမရပညာအားလုံးပဲမင်္ဂလာပါရှင် knowledge မြန်မာ page လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဖះမဟုတ်ညာတင်ကုန်ဆိုတဲ့စကားလုံးကိုဒီနေ့ခေတ်မှာကြားဘူးတဲ့လူနဲ့ပါကြမယ်ထင်ပါတယ်ရှင်းလူကြီးတွေကတော့စင်းတို့တော်တဆူအိမ်ကြွလာပြီဆိုရင်ညာတင်ကုန်ဟုတ်မဟုတ်အရင်စစ်ကြပြီးညာတင်ကုန်ဖြစ်နေရတဲ့အိမ်မော်မတင်မဲ့ချက်ချင်းသွားစွန့်ပြစ်ကြပြီးအိမ်ကိုပါတယောကင်မုန်းနဲ့တန့်စင်ဆေးကြောပြစ်ကြပါတယ် ။ဘာကြောင့်လဲဆိုတော့ဘုရားဆင်းတူတော်နဲ့ချွတ်ဆွတ်ဆင်းတူနေတဲ့ဒီညာတင်ကုတ်အယုတ်တွေကိုလက်အုပ်ချီမိလိုက်ရင်တန်တရာငရဲမှာခြားခြားလဲသွားမှာမဟုတ်လို့ပဲဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ရဲ့ဗီဒီယိုလေးမှာတော့ညာတင်ကုတ်အယက်ဆိုတာဘာလဲဒီယုတ်တွေကိုဘယ်နေရာမှာအသုံးပြုကြတာလဲဒီယုတ်တွေရဲ့တမိုင်းကြောင်းနဲ့အကျိုးအာနိသင်ကဘာတွေလဲဆိုတာကိုတေချာလေးရှင်းလင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ပြောရရင်ညာတင်ကုတ်အယုတ်ဆိုတာဘုရားဆင်းတူတော်နဲ့ချွတ်ဆွတ်တူတဲ့ဂမ်မီယအစီအရင်အယုတ်တစ်ခုသားဖြစ်ပါတယ်။ပုံမှန်ဘုရားဆင်းတူတော်အလုံးမှာပခုံးတင်ငန်းကိုဘဲမမတင်တင်ပြီးယုံထားချပေးမယ်။ညာတင်ကုတ်အယုတ်မှာတော့တိတိတာတာပဲတင်ငန်းကိုညာလည်းယုံမော်မှာခြုံထားချပါတယ်။ညာတင်ကုတ်ရဲ့ရုပ်ထုကိုတေချာစစ်ဆေးလိုက်မယ်ဆိုရင်လေရုပ်ထုရဲ့လက်မောင်းနဲ့မျက်နှာဥကောင်းနဲ့ကြောနောက်ဘက်တွေမှာ အင်းအိုင်မန္တန်စတဲ့နားလည်ရခဲ့တဲ့စကလုံးတွေထွင်းထူထားတာကိုတွေ့ရပါလိမ့်မယ်။ဒီနေရာမှာလက်ပေါက်ကတ်တာကတင်ကန်းကိုညာဘက်မှာယုံထားတိုင်းလဲညာတင်ကုတ်အစ်စ်တော်မဟုတ်ပါဘူး။ညာတင်ကုတ်အစ်စ်ဟာကြတားကိုလုံးထဲမှာမန္တန်ရဲနေရများနဲ့စီရင်ထားတဲ့အတွက်ထူးခြားချက်တွေအများကြီးရှိပါတယ်။ ညာတင်ကုတ်စစ်မစေဂမ်ဘီယာမော်အောင်မအောင်ဆိုတာစမ်းသပ်လို့ရတဲ့နေတွေလည်းရှိပါတယ်။ဥပမာမော်အောင်ထားတဲ့ညာတင်ကုတ်အစ်စ်ကိုစက်နှိုးထားတဲ့ကားပေါ်တင်လိုက်ရင်ကားကချက်ချင်းဆက်ရက်သွားပြီးတော့ဘလို့နှိုးနှိုးလုံးဝပြန်မနိုးတော့ပါဘူး။ဒါအပြင်ဖျားစင်မော်တင်ပြီးစီမီထွန်းထားရင်လည်းညာတင်ကုတ်ကနောက်ဘက်ပြန်လှည့်သွားရပါတယ်။နောက်ပြီးနောက်ထပ်စမ်းသပ်ဖို့ခက်တဲ့နီးကတော့မော်အောင်ထားတဲ့ညာတင်ကုတ်ကိုလုံထဲမှာထည့်ပြီးပြန်ထိုးမယ်ဆိုရင်တော့ လုံဖွင့်ထားတဲ့မူလရှိတဲ့ရုပ်အတိုင်းပဲပြန်ထွက်လာတတ်ပါတယ်။တကယ်တက်သည့်နားလေတဲ့ရှိလူကြီးတွေရဲ့အဆိုအရတော့မြန်မာတနိုင်ငံလုံးမှာမော်အောင်ထားတဲ့ညာတင်ကုတ်ရုပ်ထုကနှစ်ခုပဲရှိရလို့ဆိုပါတယ်။တချို့ကလည်းညာတင်ကုတ်အစစ်ကိုရနုံနုရဲ့ညာတင်ကုတ်ဆိုတာနဲ့ဈေးကောင်းပေးဝယ်ကြတာတွေလည်းရှိပါတယ်။ဈေးကွက်ထဲမှာလည်းညာတင်ကုတ်အတူတွေဘလူးပြန်နေအောင်မျိုးလဲကြုံရပါတယ်။ ဆိုတော့ဒီလိုထူးခြားနေတဲ့ညာတင်ကုတ်ရုပ်ထုတွေကိုဘယ်နေရာမှာသုံးတာလဲ၊ဘာဆွမ်းတာလဲလို့မေးเสียရရှိပါတယ်။တချို့တွေပြောကြတာကတော့ညာတင်ကုတ်အစစ်ကိုသာရမယ်ဆိုရင်လိုတရတဲ့အစွမ်းကိုပိုင်ဆိုင်နိုင်ပြီလို့သိရပါတယ်။တဘောအလုံးမတောင်းမတမကြောင်းမကြပဲနေရအောင်ညာတင်ကုတ်ရုပ်ထုကလှုပ်ပေးနိုင်ပြီးတမိုင်းမှတ်တမ်းတလျှောက်မှာတော့ညာတင်ကုတ်ကြောင့်ဘာဖြစ်သွားတယ်ဆိုတာကြည့်ရောက်ခိုင်ခိုင်မာမာမတွေ့ရသေးပါဘူး။ဒါပေမဲ့လည်းလက်ရှိမှာတော့ညာတင်ကုတ်ရုပ်ထုရဲ့အစွမ်းတွေဟာ ဂမ်ဘီယာလိုက်စားသူတွေရဲ့ကြားမှာတဲ့စူပါမန်ထက်တောင်တကူရှိနေပြီးဒီညာတင်ကုန်းတွေကိုဝယ်ယူစုဆောင်သူတွေလည်းများပြားနေရလို့သိရပါဗျ။အခုလိုထူးဆန်းမွေရာဗီဒီယိုလေးတွေကိုအမြဲကြည့်နိုင်ဖို့ကျမတို့ရဲ့ page လေးကို like and follow ထားဖို့လည်းမမေ့ပါနဲ့အောင်ရှင်။